ျွန်တော်ဟိုဥရောပသွားတာပေါ့နော်ဥရောပဟိုနိုင်ငံလေးတွေခဏခီးကျွတ်တယ်ပေါ့ဟိုပြန်ရောက်တာမကြသေးဘူးတော့ဒီပေါ့အဲ့လိုတော့ပြောလို့ရပြီနေ့တော့တော့ရှိပါဘူးဟုတ်မဲတော့မသွားတာတော့ကြာပါပြီခင်ဗျအဲဒီဒီဟိုဟာဒီနောက်ပိုင်းမှာပြန်သွားပြန်တာပေါ့ရကူရေးမပါပါဘူးဟိုဟာတော့ပါတာပေါ့နော်ကျွန်တော် travel vlog လို့ဟာမျိုးလေးတော့ပါတာပေါ့ဟိုဟိုလိုရုပ်ရှင်နဲ့ပတ်သက်တာတော့မပါဘူး ကျွန်တော်တို့ဟိုပေါ့နော်ကြောဘွိတ်လုံးနဲ့ခီးသွားတဲ့ဟိုပုံစံလေးကျွန်တော်သွားပြစ်တယ်ပေါ့လေအဲဘက်ဘက်ပက်ကာကြီးသွားတယ်သွားပြစ်တယ်ပေါ့အဲတော့အဲ့ဒါပို့ပြီးလွတ်လပ်လာပေါ့လေကျွန်တော်တို့ဒီကြောဘွိတ်လုံးနဲ့ဟိုဒီသွားရလာတဲ့အပေါ်မှာလည်းသူတို့သွားနိုင်ငံကသူတို့နိုင်ငံသားတွေသွားသူပဲ public transportation တွေသုံးတယ်အဲစည်းသက်သာတဲ့ဟိုတယ်တွေမှာအဲ့လိုရှာပြီးတော့ငားနေကြတယ်အဲ့လိုဟာမျိုးလေးတွေပြောကြကောင်းတယ် အဲ့ပေါ့ကျွန်တော်တို့ကအမှုပြန်သမားဖြစ်နေတော့ကျွန်တော်တို့ဘာလို့လို့ပါကြတယ် entertainment လေးဖြစ်နေတော့လည်းပိုကောင်းတာပေါ့လေအဓိကတော့ဖုန်းနဲ့ပဲ vlog နီးအနေနဲ့ပဲရိုက်ဖြစ်တာပါဟိုကျွန်တော်တကူတကားကြီးအဲ့လိုရိုက်တာပြီတော့မဟုတ်ပါဘူးအလပါရေးရဆိုတာတဲ့ဒါဟိုကိုယ့်ရဲ့ဒီအရေးပြားပိုင်းဆိုင်ရာထိန်းသိမ်းပြုပြင်မှုတွေကတော့ မဖြစ်မနေလိုအပ်တာပေါ့လေဥပမာနေလောင်တဲ့လူကတော့နေလောင်ဒန်သက်သာအောင်ကာကွယ်ရသလိုနေလောင်သွားတဲ့ဥစ္စာကိုပြန်ပြီးတော့အဲပြုပြင်ရတာလေအဲလိုလောက်ကန်ရှိတာပေါ့လေဒါကတော့လူတိုင်းအတွက်ကတော့ဒီအလပရေးရဆိုတာထက်အသားရေထိန်းသိမ်းမှုနဲ့ကျန်းမာရေးကတော့အရေးကြီးတယ်ပေါ့အဓိကတော့ကျွန်တော်တို့ဒီ skin care ပေါ့နော် skin care ဆိုတာကကျွန်တော်တို့ဒီအဲကျွန်တော်တို့လောက်ကန်ရတဲ့အလောက်ကန်ပုံမှာမူတည်ပြီးတော့နေရောင်နဲ့ဒါတိုင်းထိတွေ့ရတယ်ရှိတယ် အဲပြီးလို့ရှိရင်ကျွန်တော်အရေးပြတ်တဲ့အချိန်ကာလရရှိတော့ဒီမျက်နာပေါ်မှာရှိတဲ့အရေးကြောင်းကိစ္စလေးရှိရပေါ့လေပြီးတော့အသက်အရွယ်ပိုင်းဆိုင်ရာနေလဲပတ်သက်တဲ့ဒီအိုမင်းရွေးမှုတွေရှိရပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီ treatment တွေကတော့ဒီ skin နဲ့ပတ်သက်တာတော့ပို့ပြီးတော့ဟိုကျွန်တော်တို့ဦးစားပေးဖြစ်တယ်အဓိကတော့ကျွန်တော်အားကစားလုပ်တာပေါ့လေအားကစားကတော့အိမ်မှာအားကစားနေ့တိုင်းပုံမှန်လုပ်ဖြစ်တယ်ပြီးတော့ကျွန်တော်အဲ့လိုအစီအစိမ့်ဟိုတိတ်မစားပြအောင်နေတယ်ပေါ့အဲ အဲ့ပေါ့ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ရိုက်တဲ့ဇက်လာဇက်လန်တစ်ခုရဲ့ဇက်ကောင်တကောင်ရဲ့လိုအပ်ချက်အရာတော့ပြင်ဆင်ရတာပေါ့လေကျွန်တော်ဇက်ကောင်ကကျွန်တော်အတွက်တကယ်ကို အခြေခံကြကြနဲ့ဘဝနာနာနဲ့ဇက်ကောင်ဆိုရင်တော့ skin care ကိုကျွန်တော်ပြစ်စလက်ကထားပြီးမွေးထားလိုက်ရတာပေါ့လေတကယ်တန်တန်ပြန်ပြန်ဇက်ကောင်အတွက်လိုအပ်ပြီဆိုရင်လည်းအဲ့လိုပဲပြန်မွေးပြီးတော့ treatment ဂျူလုပ်ထားရရှိရပါ ခုနပြောစလွယ်ပေါ့နော်ကျွန်တော်အမှုပညာတော်မှာမဟုတ်ပါဘူးလူတိုင်းလူတိုင်းဒီအီးပြားရင်းနဲ့ပဲဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်တွေပိုင်ဆိုင်နေတဲ့အတွက်ကြောင့်အီးပြားပိုင်းဆိုင်ရာကိုကျွန်တော်တို့ကဒါ give site ပို့လို့လူတွေပို့လीကျွန်တော်တို့ကနေ့တရူကကဟိုဒီအီးပြားတွေကနေဒီလေထိတွေ့နေတော့အများနဲ့ပြည့်စည်နေကြတာဆိုတော့နည်းနည်းများတော့ queue site ဖို့လိုပါတယ်ကျွန်တော်တို့အလုပ်ပြန်သွားမဟုတ်လဲကျွန်တော်အဲ့ဟာကို queue site ဖြစ်မှာပါခင်ဗျကျွန်တော်ဟိုဥရောပသွားတာပေါ့နော်ဥရောပဟိုနိုင်ငံလေးတွေခဏခီးတွေ့တယ်ပေါ့ဟိုပြန်ရောက်တာမကြသေးဘူးတော့ ေကောအဲ့လိုတော့ပြောလို့ရပါမင်းရဲ့တော့တော့ရှိပါဟုတ်မဲတော့မသွားတာတော့ကြာပါခင်ဗျအဲဒီဒီဟိုဟာဒီနောက်ပိုင်းမှာပြန်သွားပြတာပေါ့ရကူရေးမပါပါဘူးဟိုဟာတော့ပါတာပေါ့နော်ကျွန်တော် travel vlog လို့ဟာမျိုးလေးတော့ပါတာပေါ့ဟိုဟိုလိုရုပ်ရှင်နဲ့ပတ်သက်တာတော့မပါဘူးအဲကျွန်တော်အဲ့လိုပြန်စင်းစားကြရင်ကျွန်တော်အဲ့လောက်ထိကာမမောင်းနိုင်တော့ဘူးလို့ကိုယ့်ကိုခံစားမိရပါတော့။ဘာလို့လဲဆိုတော့ကျွန်တော်ဟိုရောကတော့တကယ်အဲ့ကျွန်တော်ရဲ့ defender ကြီးနဲ့ကျွန်တော်မောင်းတာပေါ့လေ။အခုနောက်ပိုင်းတော့ဟိုအသက်ပဲဆောင်ရောကျွန်တော်ရဲ့ဟိုဒီဟို စိတ်အားထက်သန်မှုကအကားကိုအလောက်ကြီးမောင်းဖို့ကကျွန်တော်အတွက်နည်းနည်းလေးဟိုဝင်လေးသလိုဖြစ်နေအဲဒါကြောင့်ဟုတ်တယ်ဗျအဲ့ဒါဟိုကျွန်တော်တို့ဟိုပေါ့နော်ကြောဘွိတ်လုံးနဲ့ခီးသွားတဲ့ဟိုပုံစံလေးကျွန်တော်သွားပြစ်တယ်ပေါ့လေအဲ့ဒါဘက်ဘက်ပက်ကာတွေသွားသလိုသွားပြစ်တယ်ပေါ့အဲ့တော့ဟုတ်တယ်အဲ့ဒါပို့ပြီးလွတ်လပ်လာပေါ့လေကျွန်တော်တို့ဒီကြောဘွိတ်လုံးနဲ့ဟိုဒီသွားရလာတဲ့အပေါ်မှာလည်းသူတို့တော်နိုင်ငံကသူတို့နိုင်ငံသားတွေသွားသူပဲ public transportation တွေသုံးတယ်အဲစည်းသက်သာတဲ့ hotel တွေမှာအဲ့လိုရှားပြီးတော့ငားနေကြတယ်အဲ့လိုဟာမျိုးလေးတွေပြောကြကောင်းတယ်အဓိကတော့ဖုန်းနဲ့ပဲ blog နီးအနေနဲ့ပဲရိုက်ဖြစ်တာပါဟိုကျွန်တော်တကူတကကြီးအဲ့လိုရိုက်တာပြီးတော့မဟုတ်ပါဘူးအဲ့ဘက်မရဘူးရဘောလုံးနဲ့ပတ်သက်တာကတော့မရဘူးအာအဓိကတော့ကျွန်တော်ကအေဟိုအင်္ဂလန်ဘက်သွားရင်တော့ဘောလုံးနဲ့ပတ်သက်တာအများကြီးရောက်မှာပေါ့လေအဲ liverpool တော့မဖြစ်မနေရောက်မှာပေါ့အဓိကတော့မရှိပါဘူးအဓိကကတော့ကျွန်တော်ဟိုခီးသွားဖို့ ဟိုအချိန်လေးတစ်ခုရောက်လာလို့သွားလိုက်တာပါပဲအဲကျန်တာတော့ထရီတူရှိပါဘူးနောက်ပြီးတော့အဲအရန်ဟိုတက်တော့ရတဲ့ခီးလေးပါခဏခဏလေးပါပဲကျွန်တော်ကြိုက်ပါတယ်အဲကျွန်တော်ဒီဘူကြိုက်ပါတယ်အဲဟိုကျွန်တော်ကြိုက်တဲ့တေးဥဆောင်ပါအဲတူရဲဆိုရလဲအသက်ရွယ်ကြောင့်လဲအဲ့ဘက်နည်းနည်းရင့်ကျက်သွားတဲ့ပုံစံဘက်ကိုရောက်သွားလို့လဲပါကုန်းပါမှာပေါ့လေဟိုအဲ့ကျွန်တော် AI ပေါ့ AI ကိုကျွန်တော်အဲ့လိုချက်ကလစ်နေတဲ့ကာလာတွေရောက်နေအောင် လိနေရင်လည်းအဲ့ဒါဟောကိုကလိလို့တခုခုလေးကကိုကိုအတွက်ခံစားမှုလေးတခုဖြစ်ရင်ပြိဿတ်တွေကိုလည်းမျှဝင်စင်တော့အဲ့လိုလေးတင်ပြတင်တင်ပြသွားတာပေါ့အဲ့ပေါ့ကျွန်တော်တို့ကအမှုပြန်သမားဖြစ်နေတော့ကျွန်တော်တို့ဘာလို့လို့ပါကန်လဲ entertainment လေးဖြစ်နေတော့လည်းပိုကောင်းတာပေါ့လေဆွဲလန်းတယ်ဆိုတာလေလိလာတာပေါ့လေကျွန်တော်တို့ကမဖြစ်မနေဖြတ်တန်းရတော့ပါဘူးဒါသူ့ရဲ့ကဘာကြီးရွေ့နေတဲ့အပေါ်မှာကျွန်တော်တို့လူသားတွေအနေနဲ့ကကဘာရဲ့အရွေ့အပေါ်မှာကျွန်တော်တို့က အကုန်လုံး hemorrhoid ဖြစ်အောင်လိုက်နေနေကြရတာဆိုတော့ AI ခက်မှာလေ AI ကိုကျွန်တော်တို့ကဟိုတီမီခောက်မိတော့အနည်းဆုံးတော့နားလဲထားမှရမယ်လေအဲအဲကြောင့်ဒါကောင်းတာပေါ့လေကောင်းတာပေါ့ဆိုတော့တချို့လူလူတွေရဲ့လုံနိုင်တဲ့ဟိုလုံရခံရမယ်ချုပ်ထွေးတဲ့ step တွေကိုကြော်ပြီးသားဖြစ်တာပေါ့ ဒီ AI ဆိုတာလေလူတွေရဲ့အုံနောက်တွေကိုပဲစုပြီးတော့ comment ပေးရပါလေအဲ့တော့လူတွေကပဲပြန်ပြီးတော့ဒီတူတူ AI ရဲ့လုံနိုင်စွမ်းကိုလူတွေရဲ့ data တွေထည့်ပေးရတာပေါ့လေဒါပါပဲအဓိကကတော့လူတွေကလုံတာပါပဲအဓိကကတော့အဲ့ကောကျွန်တော်တို့လူသားဆန်မှုတော့ဟိုထိလို့တော့မရဘူးပေါ့လေကျွန်တော်တို့ကလူတွေရဲ့ခံစားမှုနဲ့ဟိုဘယ်လို comment လဲဝိညာဉ်တွေကတော့တသက်ရှိတာပေါ့ AI ကြတော့လေ machine နဲ့ပတ်သက်တဲ့ဟာမျိုးတော့ဖြစ်မှာပေါ့ဒါပေမဲ့သူ AI ထဲမှာဟိုခံစားမှုတွေပါလာရင်တော့တမျိုးပေါ့ကြောက်စရာကောင်းအောင် ဲကျွန်တော် TikTok တော့တိတ်တော့မသုံးဖြစ်ဘူးပေါ့နော်တမီးကတော့ငငယ်လေးတွေကတော့ TikTok သုံးတယ်ဒါပေမဲ့လေသူ့သူ့ရဲ့အကောင့်လည်းကျွန်တော်မသိဘူးကျွန်တော်က TikTok သူများဟာလေးတွေနည်းနည်း like ပြီးတော့အလိုကြည့်တာအလောက်ပဲသုံးတယ်ဆိုတော့အဲပေါ့သူ့သူ့ TikTok ထဲမှာတော့သူ့သူ့သူ့ရဲ့ပဝင်းကျင်နဲ့သူ့အတိုင်းဝိုင်းမှာတော့သူရော်ရောက်လာလေးရတော့ရှိမှာပေါ့လေဟုတ်အဲ့လိုတော့မဖြစ်ပါဘူးကျွန်တော်တို့ warmly ပါပဲအကုန်လုံးကမိသားစုကဒါပေမဲ့သူစာစာဖိစီဖိစီလောက်ရတဲ့ကာလာလေးတော့ ဖြစ်နေတာပေါ့လေလောလောဆယ်ရတော့တကူလည်းနဲ့စာအေးပေါ့စာကတော့ तू ကဒီသူရှားလေး तू ကနေ तू landing လုပ်နေတဲ့ဟိုဘယ်လိုကောင်းမလဲအခိုက်တန်လေးပေါ့ तू तू အကြောင်းရဲ့ဟိုဘယ်လိုကောင်းမလဲအတန်းအတန်းရပေါ့ဟုတ်